chỉ đi cô nó tiền thu lại người ta lau dài quá thôi bao mà gì ta tao gì vậy nó đi vào luôn à tao gì vậy tao gì tàu nó u chú ơi chỉ thoát ra nhà đi lấy vàng này bọn nó ီသားလေးဆိုတော့ရေထွက်ပါတယ်ဒီကဒီကတော့နည်းဆက်တက်မယ်ကျွန်တော်တို့အပေါ်မှာဒီထက်များနေရတယ်ဒီထက်များနေရတယ်ရှိရပါတော့အေးဒီနေရာဆိုနေရမှာပေါ့နော်ရေရပါဘူးရထွက်လဲတော့မသိဘူးပေါ့။ခေကြမ်းခေကြမ်းဖြစ်တယ်။ ဒါရေးစီးတယ်စိမ့်ပြီးထွက်တာရစီးရဲ့နေရာနဲ့ဆက်ပြီးတော့လိုက်ကြည့်လို့ရှိရင်တဲမလားတဲမလိုက်နဲ့တဲမလိုက်နဲ့ဟိုကြောက်ဟိုဟိုတော့ကြောင်မညွတ်အကြမ်းမကြီးစိတ်ထွက်တယ်ဒါကဘယ်လိုကြီးဆိုဒါဘူးဘူးနော်ဒီဘက်လည်းအလိုပဲထွက်ဟိုဘမိုင်းဒီကြည့်ဆက်တက်ပါမယ်ဆက်ပါဒါကြည့်ဒီမိုးကြီးနော်ဒါနေပါ ခလေးမကြော်နဲ့မရရင်ဟိုအောက်ဘက်ကနေလာလေအဝေးကြီးတွေမကြော်နဲ့ဟိုအိမ်မွားဟိုအိမ်မွားပေါ့ဘယူကကင်ပြလိုက်ပါအကူကဗီဒီယိုရိုက်နေတို့ခလေးတွေကိုဒီအပေါ်တော့ဘာမှတိတ်ရှိရအောင်နော်ဒီပေါ်ရရေမွှတ်တော့ဘူးညဒီနားလေးတစ်ချက်ထွက်တယ်နားလေးတစ်ချက်ထွက်တယ်

လူကတည်းကအင်ဂျင်ရရတော့တယ်။အိုင်ဘန်ရတယ်။အန်ဂျေကိုစပင်းနေပါ။အဲ့ဒါအိုးအိုးဒီတော့အနိပါရ။အဲ့ဒါမှမဟုတ်ဘူး။ဒီနေရာလေးရောက်ပြီ။

ဒါကတော့အရင်တစ်ခေါက်သွားတော့ကကျွန်တော်လူလိုက်ခဲ့တယ်ကျွန်တော်ညီမလေးဖြစ်ပါတယ်။တယောက်ကတော့ဂျပန်ရောက်ရှိနေပါတယ်။နောက်တစ်ယောက်ကမြို့ပေါ်မှာကြောင်းသွားတက်တာပါ။နောက်တစ်ယောက်ကလိုက်ခံနေကြမှာချော်လဲပြီးလိုက်လို့မရတော့ပါ။ဒါကတော့အခုတူသွားတယ်ကျွန်တော်ညီမလေးတွေပါပဲ။ဟမ် 弟弟、啊、来来了，小阿、啊啊啊、没表演毛笔、嗯啊、不你？哎、嗯，你往呢？拿放果带来。嗯嗯嗯嗯嗯、你也要点。嗯嗯嗯 ဆုံးပါမယ်ဒါကတော့ကလေးတွေကောက်ပြီးတဲ့ချီတွန်းတဲ့ကြောက်ခဲလေးပဲဖြစ်ပါတယ်ကလေးပေါ်ကြီးလောက်ပြီးချီတက်လာပါတယ် 本不要忘怀了。 မနေ့ကထားထားပို့ထားဒါတက်တော့ဆက်ပြီးယူရလိုက်ပါအဲဒီရေတပြားကဘယ်ချိန်လဲအစချီနေလဲဆိုလို့ရှင်ဒီပုပ်ပွားတောင်ကြီးရှိကြတဲ့ဒီရေတပြားရှိရဲ့လို့တော်တော်များများခံမှန်းကြရပါတော့အဲ့နဲ့ဒီပုပ်ပွားတောင်ရဲ့တပိုင်းကိုဆက်ပြီးလေ့လာကြည့်တဲ့အခါမှာဘူမိဗေဒပညာရှင်တွေရဲ့အဆိုအရဒီပုပ်ပွားတောင်ကြီးဟာလွန်ခဲ့တဲ့25တန်းလောက်လဲပေါ်ထွန်းလာတယ်လို့ဆိုထားပါတယ်အခုရောက်ရှိနေတဲ့ဒီရေထွက်ပြားနဲ့ရေပုံအကြောင်းကိုကျွန်တော်လက်လန်းမိတဲ့လောက်လေ့လာထားပါတယ် တိရတလောက်ဆိုရင်ကျွန်တော်ဘိုးဘေးတွေလက်ထက်ကလေးကရှိခဲ့တာဖြစ်ပြီးတော့အ ਨੇ ဆုံးနှစ်တရာ ကြော်ခဲ့ပြီပဲဖြစ်ပါတယ်အထက်လည်းပိုများရင်လည်းများနိုင်ပါသေးတယ်ဂျပန်ခေတ်လေးလက်ထက်တော့လည်းဂျပန်တွေကအသုံးပြုခဲ့ကြတာဖြစ်ပြီးတော့အဲဂျပန်တွေကဂျပန်ရေချိုးနည်းနဲ့ရေချိုးလို့သူတို့အတွက်တီးတန့်ကြောက်တန်းနေအောင်ကာပေးခဲ့ရဘူးလို့သိရပါတယ်။အဲဒီဂျပန်ခေတ်တုန်းကရေပုံက၄ခုပဲရှိတာဖြစ်ပြီး1950ခုနှစ်မှာရွာတကြီးဥပကင်က၂ခုထပ်တိုးတိဆောက်လိုက်တာကြောင့်၆ခုဖြစ်သွားခဲ့ရပဲဖြစ်ပါတယ်။ ငကိုတော့ဒီမြောက်တော်တရွာလုံးကဒီတောက်ရီတုံးရီအတွက်ဒီနေရာမှာလာပြီးတော့ရေခဲရတာဖြစ်ပြီးတော့အခုကတော့ရွာထဲအထိပိုက်တွေနဲ့တွေ့တန်းပြီးတော့အဆင်ပြေပြေလွယ်လွယ်ကူကူနဲ့လုံလုံလောက်လောက်အသုံးပြုနိုင်နေပြီပဲဖြစ်ပါတယ်နောက်နောက်မောင်ရေဒီအော် ။စိုင်းကွန်စားတယ်ဖြစ်တာဟာ။အာနီးတယ်။လူမထအောင်နော်။ယောက်ဘလော့တွေမှာလည်းဘလို့အကြောင်းအရာတွေကိုစိတ်ဝင်စားလဲဆိုတာကိုကွန်မန့်မှာအကြံပြုသွားနိုင်ပါတယ်။အားလုံးကျန်းမာချမ်းသာပါ